မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအချက်ဖက်စစ်ကောင်စီရဲ့ထိန်းချုပ်နေမြာနိုင်ငံရဲ့လေးပုံတပုံတောင်မရှိတော့တဲ့အတွက်အခု2025ခုနှစ်အတွင်းဒေါ်လာရေးအပိတအောင်ပွဲရိုက်ဖို့အားလုံးအတူတူကစူးစမ်းကြရမယ်လို့အယူကြီးရိုက်သမဏဒူဝါလက်ရှိလက်ကဒေါ်လာရေးအင်အားစုအားလုံးကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်အချက်ဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်တဲ့အချိန် ဒီကနေ့နေဆန်းတရက်နေ့မိုးလဲပိုင်းမှာပဲမင်္ဂလိမြို့ကိုဗဟိုပြုပြီးပြင်အား၄.၆အဆင့်ရှိတဲ့ငလင်ထက်မှန်လောက်ကပ်သွားသလိုအဲ့ဒီငလင်တန်းကိုမင်္ဂလိစကိုင်းမြို့နယ်ပြည်ဦးလေးမြို့တွေမှာပါတိတိတသားခန်းစားလိုက်ရတဲ့အတွက်ပြည်သူတွေစိုးရိမ်ထိတ်လန့်ခဲ့ရပြန်နေဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာ အဂျက်ဖတ်စကောင်စီရဲ့ထိန်းချုပ်နေမည်ဟာနိုင်ငံရဲ့လေးပုံတပုံတော့မရှိတော့တဲ့အတွက်အခု2025ခုနှစ်အတွင်းတော်လှန်ရေးအပိတအောင်ပွဲရယူဖို့အားလုံးအတူတူကစူးစမ်းကြရမယ်လို့အန်ဂျီယာယီသမ္မတဒူဝါလက်ရှိလကတော်လှန်ရေးအင်အားစုအားလုံးကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။ဒါကြောင့်ဒီကနေ့ဧပြီလ18ရက်နေ့မှာကြာရောက်တဲ့မြန်မာနှစ်သက်ကူးနေ့အဖြစ်တိုင်းပြည်ကိုပြောကြတဲ့မိကုံးမှာအန်ဂျီယာယီသမ္မတဒူဝါလက်ရှိလကပြောလိုက်တာပါ။လက်ရှိစစ်ကောင်စီဟာနိုင်ငံသမိုင်းတလျှောက်မှာအကြီးမားဆုံးသောဆုံးရှုံးမှုတွေကိုရင်ဆိုင်နေရပြီဖြစ်တယ်လို့ လက်ရှိသူတို့စစ်တပ်ရဲ့ထိန်းချုပ်နေမြေတွေဟာနိုင်ငံရဲ့လေးပုံတပုံတော့မရှိတော့ဘူးဆိုတာဟာမြေပြင်အချက်လက်တွေကအတိုင်းသားဖော်ပြနေပြီတဖက်မှာလည်းတိုင်းပြည်နဲ့ပြည်သူဗန္နာတွေကိုဂုတ်သွေးဆုပ်ပြီးတော့ပြည်သူကိုစစ်မှတ်ပြုနေတဲ့စစ်အုပ်စုကိုတိုက်ထုတ်ရတဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ခက်ခဲကြမ်းတမ်းမှုတွေရှိနေပြီမဲ့ဒီတော်လှန်ရေးကာလအတွင်းပြည်သူလူထုတွေ့ကြုံခံစားနေရတဲ့ဝင်ထုတ်ဝင်ဖို့တွေကိုအမြန်ဆုံးတတ်တာအောင် ဆာနာရှင်စနစ်အမြန်ဆုံးအဆုံးတက်ဖို့လိုအပ်နေပြီဖြစ်တယ်လို့လဲတော်လိုင်းအင်အားစုတွေကို UNG ရိုက်သမရဒူဝါလရှိလက်ကတိုက်တွန်းပြောဆိုထားပါတယ်အဲ့ဒီအတွက်အခု2025ခုနှစ်မှာကြီးမားတဲ့တော်လိုင်းအလှည့်အပြောင်းဖြစ်စေဖို့ ਨੇ ပြည်သူလူထုအတွက်အပိတအောင်ပွဲအလင်းရောင်ယူဆောင်ပေးနိုင်ဖို့တော်လိုင်းအင်အားစုတွေအားလုံးကအတူတကွစ조사ကြရမှာဖြစ်တယ်လို့လဲ UNG ရိုက်သမရဒူဝါလရှိလက်ကနေတော်လိုင်းအင်အားစုအားလုံးကိုမြန်မာနှစ်သက်ကူးနှစ်အဖြစ်တိုင်းပြည်ကိုပြောကြတဲ့မိကွန်းမှာတိုက်တွန်းပြောဆိုလိုက်ပါတယ်လက်ရှိမှာတော့ MG ပါဝင်တိုင်းသားတော်လိုင်းအင်အားစုအသီးသီးကမြန်မာနိုင်ငံတဝက်လုံးမှာရှိတဲ့မြို့ပေါင်းတရာနီးပါးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက်ထပ်မြို့နယ်တော်တော်များများကိုလည်းဝိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖက်စကောင်စီတက်ကသူတို့ကိုယ်တိုင်အပြစ်ရထားပါတယ်ပြောပြီးတဖက်မှာတော့ဒကြံကာလဒင်းမှာတော့အထက်မင်းလာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အတွက် တော်လိုင်းပူပေါင်းတပ်တွေကကြီးညာထားတဲ့အတိုင်းထိုးစစ်မလုပ်ဘဲခန့်စစ်အနီနဲ့သာခုခံတိုက်ခိုက်ချင်းမိုးရမှာစေကောင်းစိတ်တသာ၁၀ဦးထက်မနည်းကတော့အတိအသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါတော်တော်များသွားပြီးအထိနာသွားကြပြန်တယ်လို့အထက်မင်းလာမျိုးနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်တိုက်ပွဲတွေကတော့ဧပြီလ12ရက်နေ့နဲ့14ရက်နေ့တွေမှာပဲအထက်မင်းလာမျိုးနဲ့အတွင်ပသိမ်မုံရွာလမ်းမကြီးပေါ်နဲ့မင်းတုံးနဲ့အတွင်ကကြေးရွာတီတဝိုက်မှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင် ဒေါ်လိုင်းကြီးတက်တွေဘက်ကခုခံစစ်နဲ့တင်စစ်ကောင်စီတပ်သား10ဦးထက်မနေကတော့အသီးသီးတိတ်ကုန်ကြရုံနဲ့မကနောက်ထပ်စစ်သားတော်တော်များများဟာလေဒဏ်ရာတွေနဲ့အထိနာသွားကြတယ်လို့အထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာအကြံဖက်စစ်ကောင်စီတပ်ဟာသူတို့ကိုယ်တိုင်အပြစ်ရဲ့ကြီးညာမှုကိုဇက်တိုက်ချိုးဖောက်နေရုံနဲ့မကတစ်ဖက်ကငလင်တန်းကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလည်းထိထိရောက်ရောက်ကူညီမှုတွေမပေးနိုင်ပေတစ်ဖက်ကငလင်တန်းတဲ့ပြည်သူတွေကိုငှဲ့ပြီး ထိုးစစ်တွေမလုပ်ဘဲခံစစ်နဲ့သာရက်အကန့်တန်းနဲ့ယာယီအပြစ်ရက်ပေးထားတဲ့တော်လန်ရေးတပ်တွေစီကိုမြေပြင်စစ်ကြောင်းထိုးတာတွေလေရင်နဲ့ဘုံကျဲတာတွေအပါဝင်စစ်အုံစိတ်တွေကိုအစမတန်အုံပြုပြီးထိုးစစ်စင်တာတွေလှုပ်လာနေပြီမဲ့တော်လန်ရေးတပ်တွေကတော့အပြစ်ရဲ့ကုံဆုံးမဲ့နေ့မတိုင်ခင်အထိခုခံစစ်နဲ့သာဆက်လက်တိုက်ပွဲဝင်နေပါတယ်လို့လည်းတော်လန်ရေးတပ်သတင်းရင်းမြစ်တွေကပြောထားကြပါတယ်။လက်ရှိမှာတော့ MGPD ရဲ့တပ်တွေကငလင်းဒန်တဲ့ပြည်သူတွေကိုနိုင်ငံတကာကလူသားချင်းစာနာမှုအကူအညီတွေပေးလို့ရအောင်ဆိုပြီး ဧပြီလ20ရက်နေ့အထိထိုးစစ်တွေမလုပ်ဘဲခုခံစစ်နဲ့သာယာယီအပြစ်ရပ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာတဖက်မှာလေအကြံဖက်စစ်ကောင်စီတပ်ဟာနိုင်ငံတကာကိုလူကြောက်ကောင်းအောင်သူတို့စစ်တပ်ဘက်ကအပြစ်ရပ်ထားပါတယ်ပြောပြီးတဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေရမှာဒီကနေ့ကြောက်ရတဲ့မြမရိုးရနှစ်တကူ21ရက်နေ့မှာပဲမိုးကုံမြို့နယ်အတွင်းကိုလေရင်နဲ့လာပြီးဘုံတွေချဲချသွားတယ်လို့ TNL ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်ရသိရပါတယ်လက်ရှိမှာ ် UNG PDF ပါဝင်တိုင်းသားတော်လှန်ရေးတပ်တွေကငလင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးလို့ရအောင်ဆိုပြီးရက်အကန့်အသတ်နဲ့ထိုးစစ်တွေမလုပ်ဘဲခံစစ်နဲ့သာယာယီအပြစ်ရပ်ပေးထားပြီးမယ်။အကြံဖက်စစ်ကောင်စီတပ်ကတော့လေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးဝင်ရောက်တာတွေကိုဇက်တိုက်လုပ်နေရမှာဒီကနေ့ဧပြီလ18ရက်နေ့မှာကြောက်ရွံ့တဲ့မြမရိုးရနှစ်တက်ကူနှစ်စံတည့်ရက်နေ့မှာဒီမိုးကုံမြို့နယ်အရှိတ်ပိုင်းကစုပ်ချေးရွာတော်ဝက်ပပလေးကို လင်းနဲ့လာပြီးဘုံတွေကျက်ချသွားတယ်လို့ TNLA ကလည်းထုတ်ပြန်ထားသလိုဒေသခံပြည်သူတွေကလည်းပြောထားပါတယ်။တစ်ဖက်မှာလည်းချင်းပြည်တဲ့မင်းတက်မြို့ပေါ်နဲ့မန္တလေးတိုင်းငဇုံမြို့နယ်မှာရှိတဲ့စင်တက်ကျေးရွာကိုပါဧပြီလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖက်စကောင်စီတက်ကဘာတိုက်ပွဲမှမဖြစ်ပဲလင်းနဲ့လာပြီးဘုံကျက်တက်ခိုက်သွားမှုကြောင့်ယသပြည်သူနှုတ်ဦးတေဆုံးခဲ့ရပြန်တဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောထားကြပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့အချက်ဖက်စကောင်စီတက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အချိန် ဒီကနေ့နစ္စန်တရက်နေ့မွန်လယ်ပိုင်းမှာပဲမန္တလေးမြို့ကိုဗဟိုပြုပြီးပြင်းအား၄.၆အဆင့်ရှိတဲ့ငလျင်ထပ်မံလှုပ်ခတ်သွားပြန်တယ်လို့အဲ့ဒီငလျင်တံကိုမန္တလေးစကိုင်းမြို့နဲ့ပြည်ဦးလေမြို့တွေမှာပါတိတိတတ်တာခန်းစားလိုက်ရတဲ့အတွက်ပြည်သူတွေလည်းစိုးရင်ထိတ်လန့်ခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့မိုးစလာကနေလဲထုတ်ပြန်ထားပါသေးတယ်။ဒါကတော့ဒီကနေ့မြန်မာနှစ်စံတရက်နေ့မှာပဲမန္တလေးမြို့ကိုဗဟိုပြုပြီးပြင်းအား၄.၆အဆင့်ရှိတဲ့ငလျင်ဟာမွန်လယ်တနအီဝင်းကျင်လောက်မှာပဲထပ်မံလှုပ်ခတ်သွားတယ်ဆိုပါတယ်။အဲ့ဒီလို့ ငလင်ထမှန်လှုပ်ခတ်သွားတာကိုမန္တလေးမြို့ကပြည်သူတွေဟာတိတိတတ်တာခံစားလိုက်ရတဲ့အတွက် ပြည်သူတွေလည်းစိုးရင်ထိတ်လန့်မှုတွေဖြစ်ပွားခဲ့ပြီးတစ်ဖက်ကစကိုင်းနယ်ပြည်ဦးလွင်မြို့ကပြည်သူတွေလည်းအဲ့ဒီငလင်လှုပ်ခတ်မှုဒဏ်ကိုတိတိတတ်တာခံစားလိုက်ရတယ်လို့ဒေသခံပြည်သူအသီးသီးကပြောထားကြသလိုမိုးစလကလည်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျအဖေမတော့ငလင်နိုင်ငံပြည်သူတွေတော့ကဘောင်းဆောင်ရောက်နေတဲ့အချိန်တိုင်းသားကြီးတိုင်းဗိုလ်ပြင်းမြို့နယ်မှာတော့အချက်ပစစ်ကောင်စီလက်အောက်ခံတောင်ငယ်ရွာအခြေဆိုင်ပြူစောတိစခန်းကပြူစောတိတွေဟာ တော်လန်ရေးတပ်တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့အတွက်တော်လန်ရေးပူပေါင်းတပ်တွေကအဲ့ဒီစခန်းကိုဝင်ရောက်တိုက်ခိုက်ချေမှုရမှာပြူစော်တီခေါင်းဆောင်ထေးဝင်းဆိုတဲ့သူဟာပွဲချင်းပြီးကိုတိတ်သွားသလိုကျန်တဲ့သူတွေကတနက်တွေပါထားခဲ့ပြီးထွက်ပြေးသွားတဲ့အတွက်လက်နက်၁၀လက်ကိုပါတင်စီရရှိခဲ့တယ်လို့ဒင်းသာရီမြို့နယ်ပတ်ကဖားရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ၁၆ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဲ့ဒီဗုံပြင်းမြို့နယ်တောင်ငယ်ရွာအခြေဆိုင်အချက်ဖက်စစ်ကောင်စီတပ်လက်အောက်ခံပြူစော်တီစခန်းကပြူစော်တီတွေဟာ ော်လိုင်းကြီးတက်တွေကိုတက်ခိုက်ဖို့လက်နက်တွေနဲ့ပါပြင်ဆင်နေတဲ့အတွက်ဒေါ်လိုင်းကြီးပူပေါင်းတက်တွေကအရင်ဦးဆုံးအဲ့ဒီစခန်းကိုဝင်ရောက် တက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းပြူစော့တီခေါင်းဆောင်ထေဝင်းဆိုသူကတော့နေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားသလိုကျန်တဲ့ပြူစော့တီတွေကတနက်တွေပါထားခဲ့ပြီးအကုန်လုံးထွက်ပြေးသွားကြတဲ့အတွက်အဲ့ဒီစကန်တဲ့ကနေတနက်10လက်ကိုပါတော်လည်ရေးတက်တွေကတင်စီရရှိခဲ့တယ်လို့တင်းသာကြီးမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတူကရန်ကိုခစ်တဲ့ကိုပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ အကျန်းဖက်စစ်ကောင်စီကဒီကနေ့မြန်မာနစ်စံတရနေ့မှာပုံမှန်လှုပ်ဆောင်နေတဲ့အတိုင်းအကျဉ်းသားတွေကိုလွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထက်နိုင်ငံရေးအကျဉ်းသား900ဂိုင်းနှုန်းအောက်သာပါဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ္တကိုပြောပါတယ်အကျဉ်းဖက်စစ်ကောင်စီကတော့ဒီကနေ့ဧပြီလ18ရက်နေ့မှာပုံမှန်နစ်စံတရနေ့လုပ်နေကြအတိုင်းအကျဉ်းသူအကျဉ်းသား4800ကျော်နဲ့နိုင်ငံခြားသားအကျဉ်းသူအကျဉ်းသား73ဦးတို့ကိုလွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်ဆိုပြီးထုတ်ပြန်ကြေညာထားပါတယ် ။ဒါပေမဲ့အဲ့လိုစကောင်စီကပုံမှန်20တရက်နေလုံနေကြအတိုင်းအကျဉ်းသူအကျဉ်းသားတွေကိုလွန်ငင်းခွင့်ပေးတဲ့အထက်မှာနိုင်ငံရေးအကျဉ်းသူအကျဉ်းသားကတော့900ဂိုင်းနှုန်းအောက်သာပါဝင်ပြီးလက်ရှိအချိန်ထိကနဦးရရှိထားတဲ့စည်ရင်းအရာတွေပေါင်းတဲ့အကျဉ်းတော်မှကြားနှဦးတဝဲအကျဉ်းတော်မှကြားတဦးမတဦးပြီးအကျဉ်းတော်မှကြား9ဦးမ4ဦးပခုတ်ကူအကျဉ်းတော်မှကြား4ဦးမတဦးညောင်ဦးအကျဉ်းတော်မှကြား9ဦးမ1ဦးနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုက တော်တော်ကိုနှဲပါတယ်လို့မြန်မာနိုင်ငံလို့ဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ